ဣသရေလမှာပြင်းထန်စွာလောင်ကျွမ်းနေတဲ့တော်မီဟာဂျေရုဆလင်ကိုပါချိန်ချုံနေပြီဖြစ်ပါတယ်။ဣသရေလဟာဆယ်စုနှစ်တခုအတွင်းမှာအဆိုးဝါးဆုံးတော်မီလောင်ကျွမ်းမှုရင်ဆိုင်နေရပြီးဂျေရုဆလင်မြို့တော်ဟာတော်မီအန်ဒီယေကိုပါကြုံနေရပြီဖြစ်ပါတယ်။ဣသရေလဂျိုဘဂျီမီနီဒါညာဟုကအဲ့ဒီတဘာဝဘေဂျီဟာနိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေလို့ပြောပါတယ်။ဂျေရုဆလင်မြို့စီအခြေအနေမီးတွေရောက်လာနိုင်တယ်လို့ဖြေကြားထားပါတယ်။ ဂျေရုစလင်မှာတွေ့တန်းဖောက်လုပ်ထားတဲ့အဝေးပြေးလက်မလေးပေါ်မှာမဲနေတဲ့မိခိုးလုံးကြီးတွေအုံမိုးနေပြီးတော့ AB 30ရင်းဒီမှာမိသက်သမားတွေဟာတော်မီကိုနှိမ့်သက်ဖို့အပြင်းထန်အားထုတ်ကြိုးပမ်းနေတာတွေ့ရပါတယ်။တော်မီနဲ့ဆက်ဆက်ပြီးအသေးပြောက်တဲ့မကြားရသေးပေမဲ့ဒဏ်ရာသူတချို့တော့ရှိခဲ့ပါတယ်။အခြေအနေကစိုးရိမ်စရာဖြစ်လို့ Israel စစ်တပ်ဟာမိသက်တဖွဲ့ကိုကူညီဖို့စစ်သားတွေပါဆီလွတ်ထားပါတယ်။ပမာဏအရင်ကြီးတဲ့တော်မီရာယာချတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်တွေကိုချင်းချောက်နေနိုင်တယ်လို့ Israel ရဲ့ MDA ကစားရေးအေဂျင်စီကသတိပေးထားပါတယ်။ဒေါ်မီကူဆက်ပြန့်နှံ့တဲ့နေရာနဲ့အနီးတစ်ဝိုက် area တွေကိုတော့သဘာဝဘေးအန္တရာယ်ဆိုင်ရာသတိပေးချက်အမြင့်ဆုံးထုတ်ပြန်ထားပါတယ်။ဝန်ကြီးချုပ်နေတာညာဟုတ်ကတော့အနောက်ဘက်၄စီးကျောင်းတိုက်ခတ်မှုကြောင့်တော်မီဒီဟာဂျေယုစ်နဲ့စင်ချီဖုံးရက်ွက်တွေစီအလင်းအမြန်ရောက်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။ရဲတပ်ဘက်ဟာအစ္စရေးအဓိကမြို့ကြီးနှစ်ခုဖြစ်တဲ့ဂျေယုစ်နဲ့တယ်လီဘေးကိုဆက်သွယ်တဲ့အဓိကအဝေးပြေးလက်မကြီးကိုပိတ်ထားလိုက်ပြီးအဲ့ဒီလမ်းတစ်လျှောက်မြို့ဝတချို့ကဒေသတွေကို ရွှေ့ပြောင်းပေးနေရပါတယ်အဲ့ဒီတော့မှာပြီးခဲ့တဲ့တပတ်လောက်ကတော်မီလောင်ပြီးခမျက်မြန်ငိမ့်ခဲ့ပေမဲ့အခုတော့ပိုအန်ဒီရဲ့ကြီးတဲ့တော်မီနဲ့ရင်ဆိုင်နေရတာဖြစ်ပါလေအမျိုးသားလုံးကျုံရင်ကြီးအက်စတမာဘန်ဂျဘားကအခုတော်မီဟာရှိုမီကနေစတင်တာဖြစ်နိုင်တယ်လို့ပြောထားပြီးဂျေယုစင်ရဲ့တစ်ဖက်ကလည်းမြို့ရဲ့အရှေ့ပိုင်းမှာနေထိုင်သူတူဟာမြို့တော်ပိုင်းကကွင်းပြင်တစ်ခုကိုမီးရှို့ခဲ့တယ်လို့ဆွဆွဲချက်နဲ့ဖန်ဆီးထားပါလေ ဒါပေမဲ့အဲ့ဒီဖမ်းခံရသူရှုခဲ့တဲ့မိကြောင်တော်မီဆားလောင်တာဆိုတော့ကိုတော့အတိမပြုနိုင်ပါဘူး။ Israel ဟာတော်မီနှင်းသက်ဖို့ Greece, Cyprus, Croatia, Italy နဲ့ Bulgaria ဆိုရတဲ့ကိုလည်းကုညီတောင်းခံထားပါတယ်။ Italy နဲ့ Croatia တို့ကပေးပို့မဲ့မိသက်လျင်သုံးစီးဟာမကြခင်ရောက်လာနိုင်ွယ်ရှိကြောင်းနေတညာဟုတ်ကတော့ပြောပါလိမ့်။ နောက်ထပ်သတင်းပို့ပြောချင်ပါလိမ့်။အမေရိကန်နဲ့ယူကရိန်းဟာမြေရှားတထုတူးဖော်ဖို့အတွက်သဘောတူလက်မှတ်ရေးထိုးနိုင်ပြီဖြစ်ပါလိမ့်။ဒေါ်လာဘီလီယံ350ထပ်ပိုရမယ်လို့ဆိုပါလေ။ယူကရိန်းနိုင်ငံကမြေရှားတထုတူးဖော်ရေးအတွက်အမေရိကန်နဲ့ယူကရိန်းကြားအချိန်တော်ကြာပြင်းထန်ဆွေးနွေးပြီးနောက်အခုခါမှာတော့သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါလိမ့်။ ဒါပြင် American Ukraine နိုင်ငံအနေနဲ့ပြန်လည်တည်ဆောက်ရေးညှိနှိုင်းမှုရမုံတွေတစ်ခုတည်ထောင်ဖို့ပါသဘောတူညီခဲ့ကြောင်းသိရပါလိမ့်ဒီသဘောတူညီချက်ဟာ Ukraine နိုင်ငံပြန်လည်ထူထောင်ရေးကိုအရှိန်မြင့်လှုပ်ဆောင်ဖို့နှစ်ဖက်ပိုင်ဆိုင်မှုတွေအရေးချင်းနဲ့လုပ်နိုင်စွမ်းတွေကိုပူပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြပါလိမ့်လက်မှတ်မထိုးခင်နှစ်ဖက်လုံးအနေနဲ့နောက်ဆုံးမိနစ်ပြောင်းလဲမှုတွေလုပ်ခဲ့ပြီး Ukraine ဘက်ကသဘောတူပြီးသားအချက်အလက်များပြန်လည်ညှိနှိုင်းခဲ့ဖို့ကြိုးပမ်းခဲ့တယ်ဆိုပါလိမ့် ဘူလသဘောတူညီချက်ကိုဖိဖိုင်လာကလေးကလက်မှတ်ထိုးဖို့ဖြစ်ပေမဲ့တမနာထရန့်စလန်စကီတို့အင်ဖြူရောမှာအငင်းပွားမှုကြောင့်ပြစ်ပြက်ခဲ့ရတာဖြစ်ပါလေတမနာထရန့်ကဘာပြောလဲအခုသဘောတူညီချက်ဟာယူကရိန်းကိုကူညီခဲ့တာလေထက်အကျိုးပိုများစေမှာဖြစ်တယ်လို့တမနာထရန့်ကဆိုပါတယ် News Nation ရုပ်သံလိုင်းကပြုတဲ့ဆလုပ်ပွဲကို Trunk of Phone နဲ့ပါဝင်ပြောဆိုခဲ့မှာအခုလို Ukraine နဲ့သဘောတူညီချက်ကိုပထမဆုံးထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။နောက်ပြီးတော့ဒါဟာ American ပြည်သူက Ukraine စစ်ပွဲအတွက်တုံးဆွဲခဲ့တဲ့ငွေတွေပြန်လည်ပေးစမှုတစ်ခုဖြစ်တယ်လို့ Trunk ဆိုပါတယ်။ဘာနဲ့ဟာသူတို့ကိုဒေါ်လာဘီလီယံ350ပေးခဲ့တယ်လို့ Trunk ပြောခဲ့ပြီးကျွန်တော်တို့ကဘီလီယံ350ထက်ပိုမိုရရှိမဲ့သဘောတူညီချက်ပြုလုပ်ခဲ့တာလို့ထပ်လောင်းပြောပါတယ်။ ထရန့်ကအမေရိကန်ပြည်ထောင်စုဟာယူကရိန်းကူညီအတွက်ဒေါ်လာဘီလီယံ350ခန့်သုံးစွဲခဲ့တယ်လို့ကြေဖန်များစွာပြောပေမယ့်တကယ်တမ်းလေးလာချက်တွေအရသူ့ရဲ့ပြောကြားချက်ထက်များစွာနေပြီးဘီလီယံ150 200ဝန်းကျင်သာရှိမယ်လို့ဇီလန်စကီကဆိုပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ် မေရိကန်စီးပွားရေးဟာ၃နှစ်အတွင်းပထမဆုံးကြိမ်ကျဆင်းသွားပြီးထရန့်ကတော့တော်တော်လေးစိတ်ပြန်နေပါလိမ့်။သမ္မတဟောင်းဂျိုးဘိုင်နဲ့ကိုပြစ်တင်ဝေဖန်နေပါလိမ့်။အမေရိကန်သမ္မတဟောင်းအမေရိကန်သမ္မတဟောင်းဂျိုးဘိုင်နဲ့ရဲ့မှားယွင်းတဲ့လှုပ်ဆောင်မှုတွေကြောင့်လို့ဆိုပါလိမ့်။သမ္မတထိုင်းရဲ့အခွန်ကောက်ခံမှုအစီအစဉ်တွေကြောင့်အမေရိကန်စီးပွားရေးဟာခုနှစ်ပထမ၃လပတ်အတွင်းမှာမထင်မှတ်ပဲကျဆင်းသွားပြီးဒီလိုစီးပွားကျဆင်းမှုဟာဂျိုးဘိုင်နဲ့လက်ချက်လို့ဆိုပါလိမ့်။ဒါဟာ၃နှစ်တာကာလအတွင်းနိုင်ငံ GDP ကျဆင်းမှု ပထမဆုံး3လပတ်ဖြစ်မှတ်တမ်းဝင်ခဲ့ပြီး3ရက်တမ300ခန်းလုံးကြာဆင်းခဲ့တာတော့ American ကုသရေးဝန်ကြီးဌာနအချက်အလက်တွေကဆိုပါတယ်။ Donald Trump ကတော့သူ့ရဲ့ကုန်သွယ်ရေးမူဝါဒတွေကြောင့် American မှာယင်းမြုပ်နှံမှုတွေမြင့်တက်လာတာပြောပါတယ်။စီးပွားရေးကြာဆင်းမှုက Biden လို့ပြောရမှာပဲ Trump မဟုတ်ဘူး။ ။ဘာဖြစ်လို့လဲဆိုတော့ငါတို့ဇန်နဝါရီလကမှအစိုးရဖြစ်လာတယ်။ဒါတွေဟာ၃လတကြိမ်ကိန်းဂဏန်းတွေဖြစ်ပြီးဘာနဲ့လောက်ခဲ့တာကိုစန့်ကျင်တယ်လို့ထွန်းကဆိုပါလိမ့်။ GDP ရဲ့၃ပုံ၂ပုံကျော်ရှိတဲ့စားသုံးမှု၃စိတ်ဟာ၁တသမ800ကတုန်းတိုးလာတယ်လို့ကုသရေးဝန်ယူဝန်ကြီးဌာနကဆိုထားပေမဲ့ဒါဟာအရင်၃လပတ်လေးရကန်တော့ရှိခဲ့တာထက်တိတိတသာကျဆင်းနေစေဖြစ်ပါလိမ့်။ ။တွင်းကုန်တွေဟာ2024နောက်ဆုံး3လပတ်မှာ1.9ခန်းလုံးကျဆင်းသွားပေမဲ့လက်ရှိ3လပတ်မှာ41.3ခန်းလုံးအထိအရှင်ဟိုနဲ့မြင့်တက်ခဲ့ပါလေ။ဒါဟာထရက်ရဲ့အခုံကောက်ခံမှုတွေမစတင်ခင်ဝယ်လိုအားရဲ့အရှင်ဟိုထင်ဟန်နေပါလေ။ GDP ကြောင်းစင်းမှုဟာတွင်းကုန်ကြောင်းအများစုဖြစ်တဲ့ပြီးစီးပွားရေးနှစ်ကွေးမဲ့အရေးလက္ခဏာမရှိသေးဘူးလို့လေးလာသူတွေကဆိုထားပါတယ်။ထရရဲ့အခွန်ကောက်ခံမှုဟာစားသုံးသူအတုံးစီနဲ့အလောက်ကန်နေပေါ့ ဘလို့အကျိုးသက်ရောက်မှုရှိမလဲဆိုတဲ့ပေါ်ဆွေးမှုတွေကကြီးထွားနေတာပဲဖြစ်ပါလေနောက်ထပ်တဲ့ဘောပြောချင်ပါတယ်စပိန်နဲ့ပေါ်တူဂီတို့မှာနိုင်ငံတဝန်းလုံးလျှက်စင်မီပြတ်တောက်မှုကြီးနိုင်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ယထာသက်ယူပို့ဆောင်မှုတွေရပ်တန့်သွားခဲ့တယ်လို့လမ်းတွေပိတ်ခြင်းကြောင့်နိုင်ပေါင်းများစွာနှောင့်ယှက်ဖြစ်ခဲ့ရပြီးလူအများပြားတလိကားအတွင်းမှာပိတ်မိခဲ့ရပါတယ် စပိန်မှာဒေသစံတော်ချိန်နေ့လယ်12နာရီမိနစ်30မှာဖြစ်ခဲ့တဲ့လျှက်စစ်မီပြတ်တောက်ခဲ့တဲ့အကြောင်းရင်းကိုပြည်သူတွေမသိရှိခဲ့ရပဲ။နိုင်ပြည်ပေါင်းများစွာကြာအမောင်ထဲမှာနေခဲ့ရတယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။စပိန်မှာဒါမျိုးတစ်ခါမှမဖြစ်ဘူးလို့လူတွေအံ့အားသင့်ကုန်တယ်လို့မက်ဒရစ်မှာချက်တန့်သွားတဲ့မြောက်ရထားမှထွက်လာသူအသက်16နှစ်ရွယ်ဆောက်လွယ်လို့သားကာလို့စ်ကန်ဒိုရီကာဆိုပါတယ်။ဖုန်းလိုင်းလည်းမမိဘူး။မိသားစုနဲ့မိဘတွေစီကိုဖုန်းဆက်လို့လည်းမရဘူး။ ဘာမှမရဘူးအလုပ်တော့မသွားနိုင်တော့ဘူးဆိုပါလေမက်ဒရစ်နဲ့ချားလီတန်တွေမှာပြည်သူတွေကဘန်လီမော့ငွေတွေအလင်းမြန်ထုတ်ခဲ့တယ်လို့လမ်းတွေပေါ်မှာမိုဘိုင်းဖုန်းနဲ့ဆက်သွယ်နိုင်ဖို့ကြိုးပမ်းကြပေမဲ့အားလုံးကအခြေအနေဖြစ်ခဲ့ပါလေမျိုးပေါ်မှာလူချို့ကလည်းဒလိကားတွေကားပတ်ကင်တွေမှာပြိမိခဲ့ပါတယ်လျှက်စစ်မီပြန်လည်ရရှိဖို့မသေးကြတဲ့အတွက်မက်ဒရစ်အိုပန်တင်းနှစ်ပြိုင်ပွဲရဲ့အကျန်ရှိတဲ့ကစားပွဲတွေပါဖျက်သိမ်းခဲ့ရပါတယ် ပြီးပွားနေပြတ်သွားလို့ရဲတွေကလူကိုယ်တိုင်ရင်သွားလာမှုနှင်းကြခဲ့ရတာကြောင့်ရင်သွားလာနှီးခွေတာလမ်းပိတ်ဆူတာတွေဖြစ်ပေါ်ခဲ့ပါလိမ့်။လမ်းလင်းပေါ်လမ်းပေါ်မှာကောင်းမောင်းကြဖို့သက်ဆိုင်ရာအာဏာပိုင်ကသတိပေးချက်တွေထုတ်ပြန်ပါလိမ့်။စပိန်ရဲ့ယထာပို့ဆောင်ရေးလုပ်ငန်းကလည်းတနိုင်ငံလုံးမှာရှိတဲ့ယထာပြည့်စုံမှုရပ်တန့်သွားကြောင်းပြောပါလိမ့်။ဒီလိုလျက်စစ်တပ်အားပြတ်တောက်သွားခြင်းပေါ်ဥရောပကော်မရှင်ကစပိန်နဲ့ပေါ်တူဂီလိုနဲ့ဆက်သွယ်ခဲ့ကြောင်းစိုက်ဘာတိုက်ခိုက်မှုလက္ခဏာမတွေ့ရကြောင်း ဥရောပကောင်စီဥက္ကရာအန်တိုနီယိုကော့စတာကဆိုပါတယ်ပေါ်တူဂီလျက်စနဲ့တဘာဝတမွေဖြန့်ဖြူးရေးလုပ်ငန်းအာရီယန်ကစိုက်ဘေးရီယန်ကျုံးစော်တစ်ခုလုံးမှာလျက်စမီပြတ်တောက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်အခုလိုလျက်စမီပြတ်တောက်မှုကြောင့်မက်ဒရစ်ဘာစီလိုနာနဲ့လာဇာဘွန်တို့ကြားပြေးဆွဲတဲ့လေရင်ခီးစင်များပါရွှေ့ဆိုင်ခဲ့ရတယ်လို့သိရပါတယ်ဥရောပနိုင်ငံတွေဖြစ်တဲ့ပြင်သစ်ဂျာမနီဘယ်ဂျီယံနယ်သာလန်အီတလီနဲ့စပိန်တို့မှာလည်း လျှက်စစ်ကွန်ရက်ချုံရင်မှုကြောင့်2006ခုနှစ်ကလူစေတန်းဟာတနအကြလျှက်စစ်မီပြတ်တောက်ခဲ့မှုတွေလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားကိုချိတ်ဆက်မဲ့တနာ စတင်တိစောက်နေပြီလို့သိရပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားတို့ဟာနှစ်နိုင်ငံကြားမဟာဗျူဟာမြောက်ဆက်ဆံရေးခိုင်မာစေဖို့ကြိုးပမ်းမှုဖြစ်နူမန်မြစ်ဖြတ်ကားလန်တံတားကို AP 30အနေမှာစတင်တိစောက်နေပြီလို့ ရုရှားဝန်ကြီးချုပ်ကပြောပါတယ်ကိုရီးယားစစ်ပွဲပြီး1959မှာစတင်ဖွင့်လှစ်ခဲ့တဲ့ယထာလန်တရာဖြစ်တဲ့လက်ရှိချစ်ချီတရာနီမှာခုတရာကိုတည်ဆောက်နေတာဖြစ်ပါတယ်တရာဟာရုရှားမျိုးကိုရီးယားဆက်ဆံရေးမှာအရေးပါတဲ့ကိစ္စပါလို့တရာသစ်တည်ဆောက်ခြင်းအခမ်းအနားမှာဝန်ကြီးချုပ်မီခေးမီယူစတင်ကပြောပါတယ်အရေးပါမှုဟာအင်ဂျင်နီယာလုပ်ငန်းပိုင်းထက်ကျော်လွန်ပြီးတော့ချစ်ချီရည်နှီးမှုတွေအိန္ဒိချင်းကောင်းဆက်ဆံရေးခိုင်မာစေမှုတွေဒေသတွင်းပူးပေါင်းဆောင်မှုကိုမြှင့်တင်မှုတွေအစရှိတဲ့ကျွန်တော်တို့ရဲ့ဘုံဆန္ဒ နောက်ကိုစားပြုတဲ့အလို့ဝန်ကြီးချုပ်ကဆိုပါလေလန်ဒန်အသစ်ဟာမီတာ150ရှေ့လျားမှာဖြစ်ပြီးရုရှားဝေပီလန်စနစ်နဲ့ချိတ်ဆက်မှာပါ2024ခုနှစ်ကသမ္မတပူတင်ရဲ့မြောက်ကိုရီးယားနိုင်ငံခီးစဉ်တွင်တံတားတည်ဆောက်ဖို့သဘောတူညီမှုရရှိခဲ့ပါလေတံတားအသစ်ဟာ2026နိုရာသီမှာအသုံးပြုဖို့အသင့်ဖြစ်လိမ့်မယ်လို့ရုရှားသတင်းစာတစ်စောင်ကဖော်ပြပါတယ်တံတားအသစ်ကြောင့်လုပ်ငန်းရှင်တွေအတွက် တည်ယူပို့ဆောင်မှုပမာဏသီးသသာတိုးတက်လာစေမှာဖြစ်ပြီးတော့တည်ယူပို့ဆောင်ရေးဈေးစကားလျှော့ချနိုင်မှာဖြစ်ပါတယ်။ကုန်သွယ်မှုနဲ့စီးပွားရေးဆက်ဆံမှုချေထွင်တဲ့အခါမှာအခောက်အကူဖြစ်စေမဲ့ထောက်ကုံမျိုးမျိုးရဲ့ယုံကြည်စိတ်ချရတဲ့တည်ငြိမ်တဲ့ထောက်ပံ့ဖြစ်တယ်မှုဖြစ်စေနိုင်မယ်လို့ရုရှားဝန်ကြီးချုပ်ကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာတင်းမာမှုမြင့်တက်လာမှာကိုကုလအခြေကဆိုးရိမ်နေတယ်လို့သိရပါတယ် ကုလသမဂ္ဂတွင်မှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကပါကစ္စတန်ဝန်ကြီးချုပ်မိုဟာမက်ရှာဖရက်ရှာရက်စ်နဲ့အိန္ဒိယနိုင်ငံဂျာယေဝန်ကြီးချာရှာရန်ကာတို့နဲ့တိကျစီစကားပြောခဲ့တယ်လို့သိရပါတယ်။ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတီဖန်ဒူဂျာရက်စ်ကအိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေမြင့်တက်လာမှာအတွေ့အမှုချုပ်ကစိုးရင်ကြောင့်ဖော်ပြခဲ့ပြီးဝမ်းနည်းစရာကောင်းတဲ့အကျိုးဆက်တွေဖြစ်စေနိုင်တဲ့ထိတ်တန့်ရင်ဆိုင်မှုကိုရှောင်ရှားဖို့လိုတယ်လို့အတွေ့အမှုချုပ်ကလေးပိတ်ပြောခဲ့ပါတယ်။ တိမမှုရှော့ချရေးကျိုးပတ်မှုတွေပံ့ပိုးပေးဖို့ကန့်လန့်ခဲ့တယ်ဆိုပါတယ်။ဗရိတ်ကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရီဘီယိုဟာအိန္ဒိယပါကစ္စတန်တို့နဲ့မကြာခင်စကားပြောတော့မှဖြစ်တယ်လို့အမေရိကန်နိုင်ငံခြားရေးဌာနကဆိုပါတယ်။ကက်စမီးယားတိုက်ခိုက်မှုပြီးအိန္ဒိယဆိုရနဲ့တိမမှုမြင့်တက်ခြင်းမှာစီးရေးအရအေးအေးမှုမှန်သမျှကိုပြပြသားသားတုံ့ပြန်မယ်လို့ပါကစ္စတန်ဆိုရကဆိုပါတယ်။အိန္ဒိယဆိုရအုပ်ချုပ်တဲ့ကက်စမီးယားပြည်နယ်ဘက်ပိုင်းမှာလူအသေးပြုတ်များတဲ့တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြား တင်းမောင်မှုတွေတိုးတာသူတို့အိန္ဒိယဆိုရကလာမဲ့24နှစ်ကြီးကအတွင်းစည်ရေးအရာတိုက်ခတ်ဖို့ရည်ရွယ်တဲ့ယုံကြည်ရတဲ့ထောက်လှမ်းရေးသတင်းတွေကိုရရှိထားတယ်လို့ပါကစ္စတန်ကပြောပါတယ်။ပြီးခဲ့တဲ့သတင်းမှာကပါဟဂန်တောင်ပေါ်စခန်းကဘာလက်ခီတဲ့26ရောင်းသေဆုံးခဲ့တဲ့တိုက်ခိုက်မှုကိုအိန္ဒိယကလုပ်တာလို့ပါကစ္စတန်မျိုးသားညီလာခံကိုယ်စားလှယ်တွေကဆွဆွဲခဲ့ပါတယ်။ဒါဟာပါကစ္စတန်ကိုတိုက်ခိုက်နိုင်ဖို့အကြောင်းပြချက်ပေးတာလို့ဆိုပါတယ်။ အိန္ဒိယအစိုးရကလည်းဆွဆွဲချက်နဲ့ပတ်သက်တဲ့မှတ်ချက်ကိုလူသိရှင်ကြားချက်ချင်းမပေးသေးပါဘူး။ရန်လိုတဲ့လုပ်ရမှတ်သမျှပြပြတသာတုံ့ပြန်မှုနဲ့ကြုံတွေ့ရပါလိမ့်မယ်။အိန္ဒိယဟာဒေတာတွင်းဆိုးဝါးတဲ့အကျိုးဆက်တွေအတွက်အပြည့်အဝတောင်းဝန်ယူရလိမ့်ပါလိမ့်မယ်လို့ဆိုပါတယ်။ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကလည်းအိန္ဒိယကစီးရီးယားကျူးကျော်လာတော့မယ်လို့ဆိုပါလေကျွန်တော်တို့တည်ရှိမှုကိုတိုက်ရိုက်ချင်းချောက်လာမှသာနျူကလ িয়ার လက်နက်တွေကို သုံးမယ်လို့လည်းဆိုပါလေနောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါသေးတယ် ဘန်နာဘတ်စစ်ကံမှာပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ရုရှားရေပေါ်လေယာဉ်နဲ့အီရန်ကိုဆီလွတ်ဖို့ပူတင်ကအမိန့်ပေးလိုက်တယ်လို့သိရပါတယ်။တီဟီရန်ဆိုရရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဘန်နာဘတ်စစ်ကံမှာပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းအကူအညီပေးဖို့ရုရှားအီရန်နိုင်ငံကိုလေယာဉ်များပြားဆီလွတ်ဖို့ရုရှားသမ္မတပူတင်ကအမိန့်ပေးခဲ့တယ်လို့ရုရှားရေပေါ်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာအသက်ဆုံးရှုံးရသူတွေအတွက်စာနာဝန်ထဲကြောင့်ပူတင်ကထုတ်ဖော်ပြောခဲ့ပြီးပေါက်ကွယ်မှုနဲ့ပတ်သက်လို့အီရန်ကိုကူညီပေးဖို့ကမ်းလှမ်းခဲ့ကြောင်းခရမ်လင်ကဆိုပါတယ်တေဆုံးသူတွေရဲ့မိသားစုတွေကိုစိတ်ရင်းအမှန်နဲ့ထောက်ထားစာနာကြောင်းဒဏ်ရသူအလုံးပြန်လဲကျမ်းမာလာစေဖို့ဆန္ဒရှိကြောင်းပူတင်ကပြောပါတယ်ပေါက်ကွယ်မှုပြီးလောင်ကျွမ်းနေမှုတွေရှိခဲ့ရာမိငင်းသက်ရေထောက်ကိုပြုဖို့အတွက် ကုန်းရီနှစ်သွယ်သုံးလင်းရင်တစည်းနဲ့စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလင်းရင်တွေကိုလည်းအီရန်ကိုဆေးလွတ်ခဲ့တယ်ဆိုပါလေ။အီရန်ရဲ့အကြီးဆုံးစိတ်ကံဖြစ်တဲ့ဘန်နာဘတ်စိတ်ကံမှာ AB26 ရက်နေ့ကဓာတ်ဥပစ္စည်းတွေပောက်ကွဲမှုကြောင့်လူ30ထက်မနည်းသေဆုံးပြီး900ကျော်ဒဏ်ရာရခဲ့တာ ဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါသေးတယ်။ဒီမိုကရက်ပါတီရဲ့အဓိကရမုံငွေပလက်ဖောင်းဖြစ်တဲ့ AdBlue ကိုစုံစမ်းစစ်ဆေးဖို့တမရထရန်ကမိန်ထုတ်ပါတယ်။ Republican ပါတီမှတမရဖြစ်လာတဲ့ Donald Trump ဟာ ဒီကတိုက်ခန့်ဒီမိုကရက်ပါတီကိုပြီးတိုင်လှည့်ဖြိုနိုင်ဖို့ဒီမိုကရက်တို့ရဲ့ထိတ်တန်းရှင်ဝင်ပလက်ဖောင်း App Blue ကိုစုံစမ်းစစ်ဆေးအရေးယူသွားဖို့တရားရေးဝန်ကြီးဌာနရှင်းနေချုပ်ထံဒိုင်းရိုက်အမိန်ပေးစီခိုင်းခဲ့ပါတယ် App Blue Platform ဟာဒီမိုကရက်အမတ်လောင်းတွေအတွက်သေးစားရန်ပုံတွေဖြစ်9ဒေါ်လာ10ဒေါ်လာမျှသာကောက်ခံပြီးအင်အားရယူခြင်းဖြစ်ရာဆယ်စုနှစ်နှစ်ခုကြာလဲပက်ခင်မှုမှာထူးအောင်မြင်ခဲ့တဲ့ရန်ပုံတွေဖွဲ့ဖြစ်ပါတယ် Korea Republican Party မှာအတူယူပြီးတော့ Wine Red Platform နဲ့ရမဝင်းရှာဖို့ပြင်မဲ့မအောင်မြင်နိုင်ပဲရှိပါတယ်။ဒေါ်လန်ထရန့်ကရှင်းနေကြုတ်ကိုယ်တိုင်ဦးစီးပြီး A Blue Platform မှာတရားမဝင်လူမျိုးတွေလက်ခံရခြင်းရှိမှရှိ လေးလာတွေ့ရှိမှုတွေကိုရပောင်း180အတွင်းအစဉ်ခံစားထုတ်ပြန်ရမယ်လို့ဆိုပါတယ်။ထရန့်ကအဲ့ဒီ online ရပုံငွေ platform ဟာပြည်ပနိုင်ငံတွေမှာကိုယ်စားလှယ်တွေကိုအယုတ်သဘောထားခိုင်းစေဖို့ ထောက်ပံ့နေခြင်းများရှိနေနိုင်တဲ့ဆိုကစုံစမ်းစစ်ဆေးခန့်ခြင်းဖြစ်ပါတယ်။ Apple Platform နဲ့ Democrat Party ကြီးကဲတွေကပြည်သူကိုကိုစားပြုတဲ့သေးနှုတ်မှုတွေပေါင်းစည်းအောက်ကိုပြရတဲ့ရံမဝဲကိုလာရောက်ထိပါတာဟာသမားရဲ့အာဏာသုံးနိုင်ခြင်းဖြစ်ကြောင်း American Democracy စနစ်တရားလုံးကိုပြစ်မှတ်ထား ချေမုံတိုက်ခိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ရဲ့အကြွေလောက်သာဖြစ်တဲ့ငွေကြေးလှူဒါန်းမှုတံပိုးကို Republican Party ကရန်သူတွေဖွဲ့သဘောထားပြီးသူတို့ရဲ့ Crony Billionaire တွေအတွက်အလွဲသုံးစားပြုအကျင့်ပြတ်ချစားမှုတွေကိုတော့မျက်ကွယ်ပြုထားတယ်လို့တုံ့ပြန်ထုတ်ပြန်သွားပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။လူပြူတောင်အာဖရိကနိုင်ငံသားတွေကိုအမေရိကန်ကအာရုံစိုက်နေပါတယ်။မြေအပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့အခက်အခဲပြဿနာတွေ၊ရာဇဝတ်မှုနဲ့ခွဲခြား ဆက်ဆံခံရမှုတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်အမေရိကန်မှာဒုက္ခတွေဖြစ်ခိုလုံခွင့်ရဖို့ကြိုးပမ်းနေတဲ့လူဖြူအာဖရိကနိုင်ငံသားတွေကိုအမေရိကန်ရရှိတွေကအင်တာဗျူးတွေပေးခဲ့ကြောင်းရိုက်တာကဖော်ပြပါလိမ့်အမေရိကန်ဟာတခြားနိုင်ငံကဒုက္ခသည်တွေကိုလုံးဝပိတ်ပင်ထားပါတယ်။နေရပြန်မူတာပြည်သူမျိုးပိတ်ပင်တာတွေလုပ်ချိန်မှာလူဖြူတော်အာဖရိကနိုင်ငံသားတွေကိုတော့ဒုက္ခသည်ဖြစ်ခွင့်ပြုဖို့အာရုံစိုက်နေတာဖြစ်ပါလေ။အမေရိကန်မှာဒုက္ခသည်ဖြစ် ခေါလုံခွင့်လျှောက်ထားတဲ့တောင်အာဖရိကနိုင်ငံသားအချို့နဲ့ပထမအတော့အင်တာဗျူးမိမြမှုကိုတောင်အာဖရိကရဲ့ပရီတိုရီယာမြို့တော်မှာရှိတဲ့အမေရိကန်သံရုံးမှာလုပ်ခဲ့ပါတယ်။အဲဒီအင်တာဗျူးမှာပါဝင်ဖြစ်ဆိုသူတွေနဲ့သုံးကအမေရိကန်ရာရှိတွေဟာပြည်သူ့ဘောဆောင်တဲ့သဘောထားများရှိဖို့ပေါ်ကြောင်းဆိုပါတယ်။လက်ရှိအမေရိကန်မှာဒုက္ခသည်ဖြစ်ခလုံခွင့်ရှောက်ထားတဲ့လူဖြူတောင်အာဖရိကနိုင်ငံသားများအနက်30ကျော်ကိုခလုံခွင့်တည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။တရားဝင်နေဟာရမ်းဖော်ပြပါတယ်။ သူတို့ရဲ့စာနာစိတ်ကိုခံစားမိပါတယ်လို့အမေရိကန်မှာဒုက္ခတဲ့ဖြစ်ခလုံးဝဲလျှောက်ထားတဲ့လူဖြူတောင်အာဖရိကလက်သမားတို့ကပြောပါတယ်ပရစ်တိုရီယာမြို့တော်မှာရှိတဲ့အမေရိကန်တန်ယုံကတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးခြင်းမရှိပါဘူးဖေဖော်ဝါရီ9ရက်နေ့ကအမေရိကန်သမားထရန်ကလက်မှတ်ထိုးခဲ့တဲ့သမရအုပ်ချုပ်ရေးမိန့်မှာအာဖရိကမှာနေထိုင်တဲ့လူဖြူတွေဝန်ကြီးချထားပြီးညွှန်ကြားထားပါတယ်အာဖရိကန်လို့ခေါ်တဲ့လူမျိုးစုဟာအာဖရိကမှာအခြေချတဲ့ dash လိုမျိုးစုမှာဆင်သက်လာသူတွေဖြစ်ပြီးလူမျိုးရေးခွဲခြားဆက်ဆံခံနေရကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ချမ်းနိုင်ငံမှာဟွက်ထားတဲ့ UO 3သိန်းကျော်တန်မိုးရှိရွှေတက်တာကိုတောင်တက်သမားတွေတွေ့ရှိခဲ့တယ်ဆိုပါတယ်။ချမ်းနိုင်ငံမှာတောင်တက်သမားတွေဟာ ူရို3သိန်းကျော်တန်ဖိုးရှိခွက်ထားတဲ့ရန်နာတက်တာကိုအမှတ်မထင်တွေ့လို့အန်အောဝင်တက်ခဲ့ပါတယ်။ပိုလန်နယ်စပ်နီးစာချီနာတောင်ကုန်းရဲ့တောင်စောမှာရှာတွေ့ခဲ့တဲ့အဲ့ဒီတက်တာမှာရွှေတင်းက968ပြားတစားဆင်ထားတဲ့လက်ဝယ်ရတနာတွေရွှေ secret ဘူတွေနဲ့တခြားပစ္စည်းတွေပါဝင်ပြီးစုစုပေါင်း၄ချိန်9 kg ရှိပါတယ်။ရွှေဒီငါကြီးတောင်မှာ3.8 kg ရှိပါတယ်။ဒီရွှေတက်တာကိုဖေဖော်ဝါရီလကတည်းကတွေ့ရှိခဲ့ပေမဲ့ အခုအချိန်မှာထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။အရှေ့ပိုင်းဘိုဟီးမီးယားပြတိုင်းမှာဒင်ကာရဲ့တစိစုဆောင်သူကဒီရတနာတွေကိုမြင်ပြီးအော်သင်ခဲ့ရတယ်လို့ဆိုပါတယ်။ရွှေရင်းကပြတဲ့ဟာ1920နဲ့30ပြည်လွန်နှစ်တည်းကြာတချင်ချင်းကစာပီးရနေပြီမှာရှိခဲ့တယ်ဆိုတာကျွန်တော်တို့သိပါတယ်။ဒါပေမဲ့အရှေ့ပိုင်းဘိုဟီးမီးယားမှာဘယ်အချိန်မှာဘလို့ရောက်လာတဲ့ပဟေဒီပဲလို့ပြောပါတယ်။ 1938နောက်ပိုင်းနာဇီကျူးကျော်မှုမှာထွက်ပြေးလာတဲ့ချက်လူမျိုးတွေ1945နောက်ပိုင်းဒုတိယကမ္ဘာစစ်အလုံးမှာနှင်ထုတ်ခံရမှာပျော်လင့်ထားတဲ့ဂျာမန်တွေဒါမှမဟုတ်1953မှာကွန်မြူနစ်ငွေကြေးပြည်ပြင်ပြောင်းလဲမှုမှာနိုင်ငံသားတွေကဖွက်ထားခဲ့တဲ့ရန်နာတွေဖြစ်နိုင်ကြောင်းထင်ကြေးပေးနေပါတယ်ချက်ဂျာမန်ဒါမှမဟုတ်ဂျူးလူမျိုးတွေရဲ့ရွှေလာပြောဖို့ခက်တယ်လို့ပြတတ်ညွှန်ကြားမှုကပြောပါတယ်ခမဲစည်းကွက်တံမှုဟာ ရွှေပေါင်မှုပုံမူတည်ပေမဲ့တမန်ကြောင်ရအရေးပေါမှုတံမိုးကိုမြင့်တက်သွားစေနိုင်ပါလေ။ချက်ဥပဒေအရတောင်းတဲ့သမားတွေရဲ့ရန်နာတံမိုးရဲ့ဆရာကိုင်းတော်ထီစုကြည်ဖြစ်ရရှိနိုင်ပါလေ။ပြားလိုက်ကတော့ဒီရန်နာတွေကိုထိမ့်သိမ့်ဖို့အစီအစဉ်နေပြီးနောက်မှအများပြည်သူအားပြတ်တတ်ဖို့ကြီးမန်းထားတယ်လို့သိရပါလေ။နောက်ထပ်သတင်းပို့ပြောချင်ပါလေ။လီဂျင်မြောင်းကိုတောင်ကိုရီးယားဒီမိုကရက်ပါတီမှသမ္မတလောင်းအဖြစ်ရွေးချယ်လိုက်ပါလေ။တောင်ကိုရီးယားနိုင်ငံရဲ့ Liberal Party ဒီမိုကရက်ပါတီခေါင်းဆောင်ဟောင်းလီဂျင်မြောင်းကို တမရလောင်းဖြစ်တခဲနဲ့ရွေးချင်ကြောင်းသိရပါတယ်။ဒီကြီးမြောက်ဟာပါတီတွင်းအကျိုးရောက်ပွဲမှာပါတီဝင်စံတော်မင်းအားလုံးရဲ့89တသမခွန်ခွန်ရရှိခဲ့ပါတယ်။တောင်ကိုရီးယားတမိုင်းမှာ1989ဒီမိုကရေစီစနစ်စတင်ကျင်းသုံးခြင်းကလေးကဒီမိုကရက်ပါတီရဲ့အကျိုးရောက်ပွဲမှာဒါဟာမဲအများဆုံးစံချိန်ဖြစ်ပါတယ်။သူဟာလူခွင့်ရရှိနေဖြစ်မှနိုင်ငံရေးသမားဘဝကူးပြောင်းလာသူဖြစ်ပါလေ။ တွဲနောက်မှာဂျောင်ကီးပြည်နယ်အုပ်ချုပ်ရေးမှူးက6.8ရှစ်ခွင့်ရခန်းနော်တောင်မန်းဂျောင်ဆန်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းက3.36ရောက်ခန်းတော့သာရရှိခဲ့ပါလိမ့်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်အမေရိကန်ရဲ့အကောက်ခွန်ဂျောင်ထိုင်ဝမ်ကုမ္ပဏီတွေတရုတ်ပြင်ပါစီရွှေ့နယ်လို့သိရပါတယ်အမေရိကန်ကအသစ်ချမှတ်လိုက်တဲ့အကောက်ခွန်ကြောင့်ဖီးယားနဲ့ရင်ဆိုင်နေရတဲ့တရုတ်ရှိထိုင်ဝမ်ကုမ္ပဏီတွေနဲ့၄ပုံတစ်ပုံကျော်ဟာ လုပ်ငန်းပိတ်ဖို့တောင်စဉ်းစားနေပြီးထဝက်ခန့်ကတရုတ်ပြည်ပေါ်မှာရှိတဲ့ဈေးကွက်ခွင့်ဆက်များစီရင်းနှီးမြှုပ်နှံမှုများရွှေ့ပြောင်းမှုပြင်ဆင်နေကြောင်းထိုင်ဝမ်ရေးလက်ကျားဖလေရေးဖောင်ဒေးရှင်းကလည်းပြောပါတယ်။အမေရိကန်သမ္မတ Trump ကထိုင်ဝမ်သွင်းကုန်တွေပေါ်အောက်ခွန်32ရာခိုင်နှုန်းချမှတ်ပြီးနောက်မတိချမရမှုတွေစဖြစ်လာခဲ့ပါတယ်။တပတ်ကြာမှအဲ့ဒီ32ရာခိုင်နှုန်းအောက်ခွန်ကို60ရာခိုင်နှုန်းဆိုင်းငံ့ခဲ့ပေမဲ့ ကမ္ဘာတဝန်းအတွင်းကိုအများစုအတွက်ဆရာကိုင်းလုံးကောက်ခွန်တရက်ချက်ချင်းစတင်ပါတယ်။ကွန်ပျူတာလေးစမတ်ဖုန်းတွေနဲ့ဒပိုင်းလျက်ကူပစ္စည်းတွေကောက်ခွန်တင်မှာခင်းလုံးခွင့်ပေးမယ်လို့ Transware ကကြေညာခဲ့ပါတယ်။ American C အဓိကတင်ပို့ပြီးအမြင်နဲ့နဲ့နဲ့ယက်တည်နေတဲ့တရုတ်ရှိ company တွေဟာအကောက်ခွန်ပြောင်းလဲမှုကြောင့်အပြင်းထန်ဆုံးခရက်ရိုက်ခတ်တယ်လို့ဆိုပါတယ်။တရုတ်ပြည်တွင်းစျေးကွက်ကိုတိုက်ရိုက်ဖြည့်ဆည်းပေးနေတဲ့ထိုင်ဝမ်လုပ်ငန်းတွေဟာလည်းစိန်ခေါ်မှုတွေရင်ဆိုင်နေရပါတယ်။အကောက်ခွန်ကြောင့်တရုတ်ပြည်တွင်းစမှုလုပ်ငန်းတွေအတွက်တင်သွင်းတဲ့ကုန်ကြမ်းနဲ့အစိတ်အပိုင်းတွေစီးမှုကန့်သက်ခံရပါတယ်။တိုးလုံထားတဲ့ပိုရှန်ထုတ်ကုန်တွေက ပြည်တွင်းဈေးကွက်စီပြန်လည်စီးစဉ်တဲ့အတွက်ပြန်ဆန်မှုတွေမြင့်တက်ပြီးအမြန်ဆုံးပုံမှန်ကြီးမြောက်လာပါတယ်။လျှက်စစ်ပစ္စည်းတွေသတင်းချဲ့လက်နီးပညာ ID နဲ့ဒပိုင်းလျက်ကိုပစ္စည်းတွေကဏ္ဍပေါ်တရောက်မှုတွေဟာလက်တလောကန့်သက်ရှိနေပေမဲ့တရုတ်ဈေးကွက်တုံ့ပြန်မှုကိုတတိထားပြီးတော့အနီးကပ်ဆုံးကြည့်ဖို့ဆိုပါတယ်။ American ကုန်သွယ်ရေးမှူးကအတိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ရေတိုးမသေးချာမကြီးအမှုကိုရင်ဆိုင်နေရခြင်း လမ်းကြောင်းပြောင်းပြီးတော့တမှုကွဲလုဆောင်မှုတွေလိုအပ်ပြီးတော့ထံဝင်လုပ်ငန်းရှင်အများစုကသဘောတူကြပါလိမ့်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါလိမ့်။ကဘာရက်ရှိဆုံးခွေနဲ့ကဘာအသေးဆုံးခွေတွေ့ဆုံတယ်လို့သိရပါလိမ့်။ခင်းနေရဲ့290ပြည့်နှစ်မှာကမ္ဘာအရမ်းမြေဆုံးခွေနဲ့အသေးဆုံးခွေတို့တွေ့ဆုံခဲ့တာပါဂရိတ်ဒင်းမျိုးစားရာဂီမီယာခွေဟာရက်3ပေ3လမှရှိပြီးလက်ရှိကမ္ဘာအရမ်းမြေဆုံးခွေအဖြစ်စင်ကျင်တင်ထားပါတယ်ကမ္ဘာအသေးဆုံးခွေကတော့ဖလော်ရီဒါမှာရှိတဲ့3.5ကိုလမှအမြင့်ရှိ အသက်၄နှစ်ရွယ်ပီရီယေပဲဖြစ်ပါလေ။ဒါဟာအသက်ရှိခွေးလေးနဲ့ကမ္ဘာအမြင့်ဆုံးနဲ့အသေးဆုံးစံချိန်တင်ထားတဲ့ခွေးတွေကိုဂင်းနစ်ကဖော်ပြခဲ့တာပါ။ဂင်းနစ်မတန်ဖော်ပြမှုရ2014မှာတည်ဆုံးခဲ့တဲ့ Grading မျိုးစား Zoomia ခွေးဟာခြေသေးကနေပခုံးထိ132စင်တီမီတာရှိပြီးအဲ့ဒီအချိန်တိုင်းအတွက်ကမ္ဘာအမြင့်ဆုံးခွေးပြည့်စံချိန်တင်ထားတာတွေ့ရပါလေ။ ။တတန်း90ပြည့်မှာထူးခြားတဲ့တင်ဆက်မှုတွေပြုလုပ်ရှိပြီးကမ္ဘာရဲ့ရှည်ဆောင်မျိုးသမီးနဲ့ကမ္ဘာရဲ့ပူဆောင်မျိုးသမီးတို့ကိုလည်းဂင်းနဲ့ကတွေ့ဆုံပေးခဲ့ပါပါတယ်။အခုကမ္ဘာလည်းကမ္ဘာအရင်းမြစ်ဆုံးခွေးနဲ့ကမ္ဘာအသေးဆုံးခွေးတို့ကိုတွေ့ဆုံပေးခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ကောင်အိုက်ရာဟာမှာရှိတဲ့ရာဂီရဲ့အိမ်မှာတွေ့ဆုံခဲ့တာဖြစ်ပြီးဂင်းနဲ့မတန်းနှစ်ပေါင်း90ပြည့်နှစ်အတွက်အမှတ်ရတပ်ပုံတွေဗီဒီယိုတွေရိုက်ကူးခဲ့တယ်လို့သိရပါတယ်။